အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဖြူစင်စင်ချွေရနာဆိုင်နဲ့အမေရအပေါင်းဆိုင်ဖောင်ဒါဦးစန်းလင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြသွားမယ့်အကြောင်းအရာလေးကတော့ 18K အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေအချင်းဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ 18K အထည်လေးကျွန်တော်ကြည့်လိုက်တဲ့အခါမှာ 18K အများသောအားဖြင့် 18k အထက်ထဲမှာ 18k 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 နဲ့ကျွန်တော်တို့အမှတွေ့ရတာရှိပါမယ်။အကြောင်းတော့အဲ့ 18k မှာမှတချို့ကဘာရိုက်လဲဆိုရင် AU 750ဆိုတဲ့ဟာလေးရိုက်ထားတယ်။တချို့ကြတော့လေ main Italy ပေါ့။အဲ့ဒီမှာမှအဲ့ဒီ AU 750ဆိုတဲ့ဟာလေးကဘာကိုပြောလဲဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းပြောပြခြင်းတယ်။အကြောင်းကျွန်တော်တို့ကိုရန် အရွယ်လောက်ပါရာသောအဖြစ်တော်တော်များများသိကြပါတယ် chemistry ဘာသာရပ်ပေါ့အဲတော့ chemistry ဘာသာရပ်မှာကျွန်တော်တို့က chemical name trade name sample ပေါ့အဲအဲ့မှာကျွန်တော်တို့ကဘာလဲဆိုရင် go oran au ဆိုတဲ့ဟာလေးအဲ့မှာ au ဆိုတဲ့ sample လေးကျွန်တော်တို့သွားပြီးတော့မှတ်မိပါလိမ့်မယ်အဲ့ကြောင့်အဲ့ဒီ au ဆိုတဲ့ဟာဒီ sample ကအဲ့ရလာပါတယ် နောက်က750ဆိုရတဲ့ဟာဒီရွှေဟာ75%ပါတယ်ဆိုတဲ့သဘောကိုပြောရပါအဲ့ဒါကြောင့် AU 750ဆိုရတဲ့ဟာဒီသူ့ရဲ့ဟောမတ်ကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ကုတ်လေးတွေပါတယ်ဆိုရင်ဒါဒီဟာကျွန်တော်တို့ကဒါ 18K ပစ္စည်းကျွန်တော်တို့တန်းသိနိုင်တယ်တချို့ကလည်းမင်းအီတလီရိုက်ထားရရှိတယ်မင်းအီတလီမရိုက်ထားရလည်းရှိတယ် တချို့ဆက်တွေကနိုင်ငံခြားဆက်တွေယူပြီးတော့မှဒီမှာရိုက်တာလည်းရှိတယ်နိုင်ငံခြားအနေတိုက်ရိုက်သွင်းတာလည်းရှိတယ်အဲဒါကြောင့်အဲ့ဒီမှာရှိတဲ့ရွှေ12ပဲတနည်းအားဖြင့် 18k AU 750ဆိုတဲ့ဟာလေးတွေကအခုကျွန်တော်တို့ခေပေါ်နေတဲ့ fancy ကြကြနဲ့ဝစ်စင်နေတဲ့ပစ္စည်းလေးတွေဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဆွေးနွေးတင်ပြသွားတာဖြစ်ပါတယ်။အားလုံးပဲနောက်အကြောင်းအရာလေးတွေအတွက်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်။